မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ပြပေးမယ်အကြောင်းအရာကဒီ1.5ပေါ့နော် kilowatt ဒီ shutoff sun upgrade inverter ပေါ့နော်အဲ့ဒီ inverter မှာကျွန်တော်တို့က user defined setting ကိုပေါ့နော် user defined သွားပြီးတော့ထားလိုက်တဲ့အချိန်မှာအဲ့မှာဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့က charging voltage လေးပေါ့နော် charging voltage လို့ဆိုလိုတဲ့နေရာမှာ flow chart voltage ရှိပဲ ်ဘုတ်ချာဂျင်ဗော်ဒင်ရှိမယ်နောက်ပြီးတော့ low dc cut off တွေပေါ့နော်အဲ့အရာတွေကိုကျွန်တော်တို့ကဘယ်အနေထားမှာထားသင့်တယ်လဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော် live for battery တွေမှာကျွန်တော်တို့ကအာ book charging voltage cv voltage ပေါ့နော်အဲ့အရာတွေရှိတယ်နောက်ပြီးတော့ float charging voltage တွေရှိတယ်ခုနကကျွန်တော်ပြောတယ် low dc cut off voltage တွေကိုဒီကျွန်တော်တို့က inverter မှာ setting ကိုမှန်ကန်အောင်ဒါချိန်သွင်းပေးရမှာပေါ့နော် setting ချိန်ပေးရမှာပေါ့ ဟုတ်ပြီ။ဘာကြောင့်လဲဆိုတော့ तू ကဒီ1.5 kW တန်းနေရကြတော့ဒီ B ဒီ battery နဲ့ရကြတော့ဒီ BMS communication တွေချိတ်ဆက်မထားဘူးပေါ့နော်။ချိတ်ဆက်မထားတဲ့အတွက်ကျွန်တော်တို့က setting ကို certify ထားပြီးတော့မှဒါ charging တွေကို voltage တွေကိုကျွန်တော်တို့ကသွားပြီးတော့ setting ချိန်ပေးရတာတွေကများရတယ်ပေါ့နော်။အဲ့ခါကျကျွန်တော်တို့ကမမှန်ကန်ကန်ဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်။အဲ့တော့ကျွန်တော်ဒီမှာ shutoff ဆန် 1.5 kW inverter ကိုကျွန်တော်ချိန်ပြပေးသွားမယ်ပေါ့နော်ဟုတ်ပြီ Lipo 4 battery တော်တော်များများကတော့အဲကျွန်တော်အခုပြောပြမယ်အတိုင်းထားလို့ရပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့12 volt system အတွက်ပေါ့နော်အခုကျွန်တော်ပြောရတဲ့ဟာဟုတ်ပြီအဲ့တော့ပထမဆုံးကျွန်တော် setting တဲ့ကိုဝင်လိုက်မယ်ဝင်လိုက်ပြီးတော့မှသူကဒီမှာဒီ battery type ကိုကျွန်တော်တို့ကရွေးတဲ့အခါမှာ user defined ဖြစ်ဖို့လိုလိုတယ်ပေါ့နော်ဒီမှာ05 user defined ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ set ပြီးတော့သွားမယ် ဆက်ပြီးတော့သွားပြီးတော့မှာဒီ shot of sun အတွက်ကကြတော့ setting number 26မှာပေါ့နော်26ကနေစပြီးတော့ကျွန်တော်တို့ကအချိန်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီတခြားဟာတော့ကျွန်တော်အသေးစိတ်မပြတော့ဘူးဟုတ်ပြီဒီမှာ setting number 26ကသူကဘာလို့ပြောတာလဲဆိုရင်အဲ့ဒါအဘုတ်ချာဂျင်ဘိုးတွေပေါ့နော် CV ဘိုးတွေကိုပြောတာဖြစ်တယ်ဒီမှာကျတော့14.6ချိန်ထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကကျွန်တော်တို့အသုံးပြုတဲ့ဘက်ထရီက12 volt system ပေါ့နော်12 volt light bulb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဘူးချကိုဘလောက်ထားရမလဲဆိုရင်14.6ဒီမှာသူထားတဲ့ board မှန်ပါတယ်ပေါ့နော်ဒီမှာ14.6ပို့ထားရမယ်အတကယ်လို့ပြောင်းချင်နေဆိုရင်ကျွန်တော်တို့ဒီမှာ enter ကိုနှိပ်ပြီးတော့ဒါအမြောင်းကိုနှိပ်ပြီးတော့ဒါလိုသလိုပြောင်းပေးရမယ်ပေါ့နော်ဒီမှာ14.6ပို့ပြီးရင် enter ကိုတစ်ချက်ပြန်နှိပ်လိုက်မယ်ဒါ setting နံပါတ်26ပေါ့နော်ဒီ book charging board တွေက14.6ကိုချိန်လို့ပြီးသွားပြီနောက်တစ်ခုနောက်တစ်ခုကကြတော့ဒါ flow charging board တွေပေါ့နော်ဒီမှာ FLU ဆိုပြီးသူရေးထားတယ်ဒါ flow charging board တွေကိုပြောတာ flow charging board တွေကတော့ဒီ LiPo 4 12 volt တွေအတွက်ကတော့အကျွန်တော်တို့ကဘလောက်ထားပေးတင်တယ်လဲဆိုရင် 14V ထားပေးရပါဖြစ်ပါတယ်ပေါ့နော်ဒီမှာ13.9ပဲထားပေးထားတယ်အဲ့တော့ကျွန်တော်က flow charging board တွေကိုပြန်ပြီးတော့ပြင်လိုက်မယ် enter တစ်ချက်နှိပ်ပြီးတော့ဒါများလေးတစ်ချက်နှိပ်လိုက်တာနဲ့ဒီမှာ 14V ရောက်သွားပြီပေါ့နော် 14V ရောက်သွားပြီဆိုရင်ကျွန်တော်က enter ပြန်နှိပ်လိုက်ဟုတ်ပြီ ဒါဆိုရင် flow charging board တွေကိုကျွန်တော်တို့ကချိန်လို့ပြီးသွားပြီ။ Now DC cutoff DC cutoff ဆိုတာကဘာကိုပြောရလဲဆိုရင်သူကအဲဘက်ထရီကိုဖြတ်ကြမယ်ပေါ့နော်ဖြတ်ချမယ်ဘိုးပေါ့ဘက်ထရီဘိုးဘယ်လောက်ရောက်ပြီးဖြတ်ချမလဲဆိုတာကိုပါကျွန်တော်တို့ကဒီမှာသတ်မှတ်ပေးရတာဖြစ်တယ်ပေါ့နော်။အဲဒီ BMS communication cable တွေနဲ့ communication ချိတ်ထားတဲ့ဟာတွေကတော့သူကအဲ့လိုမလိုဘူးပေါ့နော်။သူကတခါလေ BMS က BMS နဲ့ဒီ importer နဲ့ဆက်သွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်သူကပါလဲဆိုရင် အော်တိုတိတယ်ပေါ့ဗျာသူတို့ချင်းချင်းအဲဘက်ထရီအားနည်းပြီဆိုရင်သူတို့လိုလိုဖြတ်သွားပါအဲဒီမှာကျတော့ဒီလို1.5ကီလိုတန်းနေမှာကျတော့ကျွန်တော်တို့ကဒါ setting တတ်မှတ်ပေးရတယ်ဗောနော်ဟုတ်ပြီဒီမှာကျတော့ low dc cut off voltage ပေါ့နော်အဲ့ဒါကိုအဲဒါက sorry ဒါက flow chart voltage ဟုတ်ပြီဇလေးကိုကျွန်တော်ထားလိုက်ပြီနောက်တစ်ချက်ပြောင်းလိုက်မယ်ဒါဆိုရင် dc cut off voltage ပေါ့နော်ဘလောက်ရောက်မှဖြတ်မလဲပေါ့ဟုတ်ပြီဒီမှာကျတော့10.5ပြေးထားတယ်10.5 setting တတ်မှတ်ထားတယ်ဗောနော်ဒါကို အဲကျွန်တော်ကဘလောက်ပြန်ပြောင်းမလဲဆိုရင်12ဘုတ်ပြန်ပြောင်းပေးရမယ်10.5ဒါအနည်းရောเนาะဒီ Lipo 4တွေအတွက်ကဟုတ်ပြီအဲ့တော့ Lipo 4တွေရဲ့ low DC cut off voltage ကိုကျွန်တော်က12 volt မှာပဲထားပေးတာကကောင်းပါတယ်ဗောနော်အဲ့တော့ကျွန်တော်ကဒါကိုပြန်ပြီးတော့ပြောင်းလိုက်မယ်အနာတစ်ချက်နေလိုက်မယ်နေပြီးတော့ဒီမှာ10.5ကိုအစနစ်ပြန်ပြီးတော့ပြောင်းပေးလိုက်မယ်ဗောနော်ဟုတ်ပြီ12 volt ရောက်သွားပြီနော် ဒါဆိုဒါ enter တစ်ချက်နေလိုက်မယ်ဒါဆိုတော့ဒါကျွန်တော်တို့ book charging voltage လို့ခေါ်တဲ့ CV ရဲ့ flow chart voltage ရဲ့ဒါ load DC cut off voltage ကိုကျွန်တော်ချိန်လို့ပြီးသွားပြီပြီးသွားပြီဆိုရင်ဒါပုံမှန်ဖြစ်သွားပြီဖြစ်တဲ့အတွက်ဒါတစ်ချက်ပြန်နေလိုက်မယ်ဒါဆိုမူလနေရာကိုပြန်ပြီးတော့ရောက်သွားမယ်ပေါ့နော် ဟုတ်ပြီအဲ့ဒီလိုလုတ်ပေးခြင်းအပြင်ကျွန်တော်တို့ကဒါသူ့ရဲ့ inverter နေပြီးတော့မှ battery ကိုအားသွင်းတဲ့နေရာမှာဒါမှန်မှန်ကန်ကန်ဒီ battery ကလေပိုဖိုး battery တွေတုံထားရဲဟဲ့ဆိုရင်တော့ စက်နဘုတ် system ပေါ့နော် live for battery ရဲ့အသုံးပြုထားရဲဆိုရင်အဲ့ဒါလိုချိန်ပေးတာကအကောင်းဆုံးဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုဒီမှာကျွန်တော်တခုပြောချင်ရှိတာကဘာလဲဆိုရင်အာတချို့ကဒီ inverter နေဒီ charging သွင်းတဲ့နေရာမှာပေါ့နော်ဒီ EPC ကနေပဲဖြစ်ဖြစ် solar နေပဲဖြစ်ဖြစ် charging သွင်းတဲ့နေရာမှာတချို့ကအသွင်းမြန်အောင်ဆိုပြီးတော့ charging current ကိုအများကြီးတင်ထားကြတယ်ပေါ့နော်။ဘာပြဿနာဖြစ်လဲဆိုတော့ charging အများကြီးတင်တာတော့ current အများကြီးတင်တာတော့ဟုတ်ပါပြီဒါပေမဲ့ကိုသုံးတဲ့ battery ကရောအဲ့ဒီ current ကိုလက်ခံနိုင်သလားဆိုတာကို3မိနစ်ကြာရပါတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပထမသိရမှာကကျွန်တော်တို့ဒီ inverter နဲ့တွဲပြီးတော့သုံးမဲ့ battery ကเนาะအဲ့မှာတက်ထားတဲ့ BMS အာ level 4ဆိုရင်တော့ BMS ပါမယ်ပေါ့ဗျာ acid battery ဆိုရင်တော့ဒါမပေါအောင်ပေါ့ဟုတ်ပြီ acid battery ဆိုရင်ဒါ ampere ဘယ်လောက်ထိပဲချိန်ရမလဲဟောเนาะအဲ့ဒါ ਈ သိရမယ်နောက်ပြီးတော့ level 4အတွက်ဆိုရင်တော့ ampere ဘယ်လောက်ထိပဲထားတင်တယ်လဲပေါ့เนาะများသောအားဖြင့်ကျွန်တော်တို့ရဲ့ ဒါဘက်ထရီတွေကလည်းအမျိုးအစားအလိုက်ပေါ့နော် brand alike သူ့အထဲမှာတုံးထားတဲ့ BMS alike သူကဘာဖြစ်လဲဆိုရင်အာ charging current ကဒါအတိုးလျှော့ရှိနိုင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်ဒီဒီဒီအခုဒါကျွန်တော်ပြနေတဲ့ဒီ shut off sample ဆိုရင်တော့ဒါအော်ဘက်ထရီတော့ကျွန်တော်မပြတော့ဘူးဘက်ထရီကလည်းပဲသူက shock absorption 100 AH ကိုသုံးထားတာဖြစ်တယ်ပေါ့နော်12.8 100ကိုသုံးထားတာဖြစ်တယ်အဲ့တော့သူကအဲ့ဒီ12.8 100 AH ရှိတဲ့ shock absorption ကကြတော့သူက ပါလဲဆိုရင် BMS ကအာအဝေကသူက100 ampere ထိဒါ charging လုပ်ပေးနိုင်တယ် charging ကို100 ampere ထိလက်ခံတယ်ပေါ့နော်သူ့ battery ကို recommend ပေးတာက100 ampere recommend ပေးတယ်အဲ့တော့ကျွန်တော်တို့က solar ရော EPC ရောကို charging ampere ကို80လောက်ထိကျွန်တော်တို့ကသွားထားလို့ရတယ်ပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့80 ampere ထိပဲသူ recommend ပေးရတော့ဗတ်တာ100 ampere ထိ recommend ပေးထားတာ battery ကပေါ့နော်လက်ခံနိုင်တဲ့အကြောင်းပေါ့ဟုတ်ပြီအဲတကယ်လို့ကိုကကိုတုံးလိုက်တဲ့ battery ကဟို အဲ့လို MPR ကိုလက်ပခံနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့က charging MPR ကို short ပေးရမှာဖြစ်ပါတယ်။အဲ charging MPR လို့ပြောတဲ့နေရာမှာအာ solar နဲ့အာ EPC နှစ်ခုလုံးပေါင်းရဲ့ MPR ရှိမယ်။နောက်ပြီးတော့ utility ပေါ့နော်ဒီ EPC ရဲ့နေပြီးတော့တက်တက်ဘယ်လိုခေါ်မလဲ charging MPR တက်တက်ရှိမယ်ပေါ့နော်အဲ့မှာကိုကရွေးချယ်ပေးရမယ်ပေါ့။အဲ့ဒီတခုတော့သတိထားဖို့လိုတယ်ပေါ့နော်။အဲကျွန်တော်စီမှာလာမေးကြတဲ့လူတွေကဘာပြဿနာဖြစ်လဲဆိုတော့သူတို့ကတုံးတာက SO အဲ100လောက်ကိုတုံးထားတယ်เนาะပြီးတော့ သူတို့ MBR ကြတော့ 50MBR လောက် charging လုပ်ထားတယ်အဲကြတော့ charging twin လိုက်မ twin လိုက်ဆိုတဲ့ပြဿနာတွေဖြစ်တယ်တကယ်တမ်းကအဲ SAO တွေကတော့အလောက်ထိအသွင်းမခံဘူးပေါ့နော်အဲခါကျတော့ကျွန်တော် 20MBR လို့ 30MBR လို့ပြန်ပြီးတော့ပြောင်းပေးရမှာနော်အဲ့တစ်ချက်တော့ရှိတယ်ဟုတ်ပြီအဲ့တော့ဒီကနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ပေါ့နော်ဒီနေရာကတော့ဒါအတူတူစတေကတော့ဒါအများကြီးပဲပေါ့ဗျာတခုပြီးတခုရှင်းပြနေတော့ဒါအများကြီးပဲအများကြီးပဲသူတခုထူးချင်းရဲ့အလုပ်လုပ်ပုံပါပေါ့နော်အဲ့ခါကျတော့ဒီနေရာမှာတော့ဒါ user define ထားတဲ့အခါမှာဒါ ဆက်နက်ဖို့ system တွေရဲ့ပေါ့နော် lipo 4 battery အတွက်ပေါ့နော်အဲ့ဒါတွေရဲ့အာ boost charging voltage တွေ flow chart တွေ low dc cut off voltage တွေကိုဒါကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်